န်ခွဲအာကောင်ခွဲဖြစ်ပေါ်လာတဲ့အကြောင်းရင်းရယ်အဲပြီးတော့ဒါကိုကျွန်တော်တို့ဖြစ်တဲ့လက္ခဏာတွေရယ်ဘယ်လိုကုသမယ်ဆိုတဲ့အကြောင်းလေးကိုဒီနေ့စိတ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့အားငယ်တာမျိုးဖြစ်သွားနိုင်တယ်မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်စေခန်းအောင်ပေါ့နော်ဟိုတလောကမှာလူနာနှက်ခန်းခွဲအာကောင်ခွဲကလေးလေးတယောက်လာထားရယ်ပေါ့နော်အဲဒီအနေဆက်ပြီးတော့ကျွန်တော်ဒီနှက်ခမ်းခွဲအာကောင်ခွဲဖြစ်ပေါ်လာတဲ့အကြောင်းရင်းရယ်အဲပြီးတော့ ဒါကိုကျွန်တော်တို့ဖြစ်တဲ့လက္ခဏာတွေရယ်ဘယ်လိုကုသမယ်ဆိုတဲ့အကြောင်းလေးကိုဒီနေ့ညွှန်ဝေပေးပါပါမယ်အဲ့တော့ကျွန်တော်တို့နှက်ခမ်းခွဲအာကောင်ခွဲဆိုတာဘယ်လိုမျိုးမှဖြစ်လာတာပဲเนาะအဲ့တော့ကျွန်တော်တို့ကနှက်ခမ်းခွဲအာကောင်ခွဲကကျွန်တော်မိခင်ကိုဝင်ဆောင်နေခြင်းအတွင်းမှာကျွန်တော်တို့ဒီတတိသားကကျွန်တော်တို့ဒီ6ဟိုပုံမှန်အားဖြစ်ပေါ့เนาะ6ပတ်နဲ့8ပတ်ကြာမှာကျွန်တော်တို့ နှက်ခမ်းဖြစ်လာမဲ့ tissue ပေါ့အဲဒီ tissue လေးကအုံနောက်ရဲ့ကျွန်တော်တို့တစ်ဖက်တစ်ချက်ကနေပြီးတော့ကျွန်တော်တို့အလယ်မှာလာဆက်ကြတယ်အဲဒါမဆက်ရင်ကျွန်တော်လေးဘက်ကနေရှစ်ဘက်အတွင်းမှာဒီဟာမဆက်ရင်ကျွန်တော်တို့ဒါနှက်ခမ်းကွဲဖြစ်လာတာပေါ့နော်အဲ့တော့အာကောင်ကွဲကကောဘယ်လိုမျိုးမှဖြစ်လာတာလဲအဲ့တော့ကျွန်တော်တို့အကျဲမြင့်ပေါ့အခုကတော့ကျွန်တော်တို့6ဘက်ကနေ9ဘက်အတွင်းပေါ့ဒီအတွင်းမှာကျွန်တော်တို့ကဒီခုနကဖြစ်လာတဲ့ tissue လေးပေါ့ကျွန်တော်တို့ဒီနှက်ခမ်းဖြစ်မဲ့ tissue လေးက ဒီဆက်ဆက်ကြတယ်ပေါ့ပုံမဲ့မဆက်ရင်နှက်ခမ်းခွဲဖြစ်တယ်အဲ့ကနေမှကျွန်တော်တို့က6ပတ်အနေ9ပတ်အတွင်းမှာဒီအကောင်ထိကိုကျွန်တော်တို့ကမဆက်ပဲသွားရင်ဒီလမ်းကြောင်းရှိသွားရင်ကျွန်တော်တို့ကနှက်ခမ်းခွဲအကောင်ခွဲနှမျိုးလုံးတာဖြစ်သွားနိုင်တာပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ကနှက်ခမ်းခွဲအကောင်ခွဲကကျွန်တော်တို့ဒီတော်တော်များများတော့တချို့တွေ့ဘူးလိမ့်မယ်တွေ့ဘူးလိမ့်မယ်အဲ့တော့ဒီနှက်ခမ်းခွဲအကောင်ခွဲကဒါကယောဂမဟုတ်ဘူးဒါကသူကသူငွေကလေးကဖြစ်လာတာပေါ့နော် သူ့ရဲ့ထုံးစံအဲ့တော့ကျွန်တော်တို့ကအကြောင်းရင်းလေးတွေရှိတယ်ပေါ့အကြောင်းရင်းလေးကတော့ကျွန်တော်တို့အတိအကျတော့ကျွန်တော်တို့ဒီမှာပြောလို့မရဘူးတကယ်ပြောရအောင်ဖြစ်ချင်လည်းဖြစ်လာတာပေါ့နော်အများတန်းဟာဒီလိုလုပ်လို့ဒါဖြစ်မယ်အဲ့လိုကြီးတော့ပြောလို့မရဘူးပေါ့ဒါပေမဲ့အနီးဆက်ဆုံးကျွန်တော်တို့ဆက်နွယ်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနံပါတ်၁အချက်တော့မျိုးယိုးပေါ့မျိုးယိုးဒီပထမအဆုံးဖြစ်တဲ့အကြောင်းရင်းမှာကျွန်တော်တို့မျိုးယိုးကအဓိကကြတယ်အဲ့တော့နှက်ခမ်းကွဲအာကောင်ကွဲလေးတွေကပုံမှန်အားဖြင့် ညှိုးလိုက်တာများတယ်။အဲတကယ်လို့နှက်ခမ်းကွဲအာကောင်ကွဲ ဖြစ်နေတဲ့မိဘကမွေးတဲ့ကလေးဆိုရင်ဒါနှက်ခမ်းကွဲ အာကောင်ကွဲဒါဖြစ်နိုင်တယ်။ဒါကတော့အလွယ်ကူဆုံးစဉ်းစားလို့ရတာပေါ့နော်။ဟာတကယ်လို့တချို့ကြတော့ကျွန်တော်တို့ဒီမိဘမှာမရှိဘူး။မွေးတဲ့အချိန်ကလေးမွေးတဲ့အချိန်ကြမှာကလေးမှာပါလာတာမျိုး။အဲဒါဆိုရင်ကျွန်တော်တို့ကနောက်ကလေးမွေးတဲ့အချိန်မှာလေဒီလိုနှက်ခမ်းကွဲအာကောင်ကွဲလေးတွေပါလာတတ်တယ်။ ဒါကတော့ကျွန်တော်တို့ကလုံးဝရှောင်လွဲလို့မရဘူးဗောနော်မျိုးရိုးဖြစ်နေတာဆိုတော့လေအဲ့တော့ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ကကိုဝင်ဆောင်နေစဉ်အတွင်းကိုဝင်ဆောင်နေစဉ်အတွင်းပေါ့အဲ့မှာကျွန်တော်တို့ကကျွန်တော်တို့တချို့ကန်ဆာကန်ဆာဆေးတွေတောက်ရတာမျိုးအဲ့တချို့ဝက်ချံပြောက်ဆေးတွေတုံးရတာမျိုးအဲ့ဒါမျိုးဆိုရင်ဖြစ်တတ်တယ် folic acid ထိုးတဲ့ရင်ဖြစ်တတ်တယ်ပြီးတော့မိခင်အဝါလွန်ရင်လည်းဖြစ်တတ်တယ်အဲ့ပြီးရင်ဆလိတ်တောက်တာကျွန်တော်တို့အရက်တောက်တာဒါမျိုးအခြေအနေမျိုးမျိုးတွေမှာလည်း ဖြစ်နိုင်တယ်ပြီးတော့စီးချိုသွေးချိုရှိရင်လဲဒါနှက်ခမ်းခွဲအာကောင်ခွဲဒါမွေးနိုင်ရယ်ပေါ့နော်ဒါမျိုးလေးတွေ့ရတယ်ပြီးတော့မူးရစ်စေးသုံးရင်လဲဒါမွေးလာတဲ့ခလေးမှာကျွန်တော်တို့ဒီနှက်ခမ်းခွဲအာကောင်ခွဲလေးတွေတွေ့ရတတ်တယ်ဒါကတော့ကျွန်တော်တို့ကအနီးဆက်ဆုံးအကြောင်းအရာလေးပေါ့အကြောင်းရင်းလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုအတိအကျကြီးဒါတွေလုံးလို့ဒီကျွန်တော်တို့ဒီနှက်ခမ်းခွဲအာကောင်ခွဲ ကလေးလေးမွေးလာမယ်လို့တော့ပြောလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီလက္ခဏာလေးတွေမှာဗာရီရှိလဲလက္ခဏာမသိခင်ကျွန်တော်တို့ကဒီဟာကို classification ဆိုတာခွဲခြားထားတဲ့ဒီနှခံခွဲအာခေါင်ခွဲရဲ့ခွဲခြားထားတဲ့ group လေးခုရှိတယ်ပေါ့နံပါတ်1 group ကတော့ကျွန်တော်တို့က group 1မှာကျွန်တော်တို့ကနှခံတီးတန့်ခွဲတာ clap lit only ပေါ့ clap lit only နှခံတီးတန့်ခွဲတာနှခံတီးတန့်ခွဲတာ group 2ကတော့ကျွန်တော်တို့က clap belly အာခေါင်တီးတန့်ခွဲတာလည်းရှိတယ် အဲ group 3ကြတော့ကျွန်တော်တို့ကနှစ်ခန်းကောအာကောင်ရော clip 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 ပဲလေနှစ်ခုတွဲမယ်အဲ့လားအပြင် abo less abo less ဆိုတာကျွန်တော်တို့ကတဖုံးယိုးပါ꿰တာအဲ့တော့အဲ့ဒီအားလုံးကတစ်ဆက်သေးဖြစ်နေရပါဘောเนาะကျွန်တော်ပုံလေးနဲ့လည်းပြီးရင်ပြပေးထားမယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီ3ခုဖြစ်ပြီးတော့သူကတစ်ဆက်သေးဖြစ်နေရင်ဒါကို group 3လို့ခေါ်တယ် group 4ကတော့ကျွန်တော်တို့ကဒီနှစ်ခန်း꿰မယ်အာကောင်꿰မယ်အဲ့ပြီးရင်ကျွန်တော်တဖုံး꿰မယ်ဒါပေမဲ့ကျွန်တော်တို့ကနှစ်ခန်းနဲ့ဒီ တဖုံးကတဆက်တည်းဖြစ်ပြီးတော့အာကောင်ကွဲတာတက်တက်ဖြစ်နေရမျိုး။ဒါဆိုရင်တော့ကျွန်တော်တို့က group 4လို့သတ်မှတ်တယ်။အဲ့တော့ဘလို့မှအဖြစ်များလဲဘလို့မှအဖြစ်များလဲဆိုတော့ကျွန်တော်တို့ကယောက်ျားလေးမှာကတော်တော်များများကကျွန်တော်တို့က clat လက်ဆိုရယ်နှက်ခမ်းကွဲတာတီးတန့်ဆိုရင်ယောက်ျားလေးမှာအများစုတွေ့ရတတ်တယ်။အာကောင်ကွဲတီးတန့်ရတော့ main ကလေးမှာတွေ့ရတတ်တယ်။ဒါကတော့ကျွန်တော်တို့ကဖြစ်နိုင်ခြေလေးတွေပေါ့နော်။အဲ့တော့ဒီနှစ်ခုလုံးကျွန်တော်နှက်ခမ်းကောအာကောင်ကွဲတာလဲဒါတွေ့ရတတ်တယ်။ ပြီးတော့ဒါကတော့ဒီနှခမ်းဒီကွဲတဲ့အပိုင်းပေါ့နော်ပြီးတော့နှခမ်းကွဲတာမှာတစ်ဖက်သေးကွဲတာလည်းရှိတယ်နှစ်ဖက်ကွဲတာလည်းရှိတယ် let or bilateral နဲ့ကျွန်တော် unilateral ပေါ့နော်နှစ်မျိုးရှိတာ哦အဲ့တော့ဒါကတော့ကျွန်တော်တို့ကဒီနှခမ်းကွဲတာတော့အကြမ်းမြင်ကျွန်တော်တို့ဒီ group လေး classification လေးခွဲထားတာပေါ့နော်အပိုင်းလေးတွေအဲ့တော့သူ့ရဲ့လက္ခဏာမှာကထူးထူးခြားခြားပါရှိနိုင်တယ်ထူးထူးခြားခြားပါရှိနိုင်တယ်ဆိုတော့ ဒီနှကန်းကွဲလေးတွေမှာဆိုရင်နှကန်းကွဲအာကောင်ကွဲလေးမှာဆိုရင်ကျွန်တော်တို့အဓိကကတော့နှိုးဆိုးတဲ့အချိန်မှာပြဿနာပေါ့နော်ကလေးနှိုးဆိုးတဲ့အချိန်မှာကျွန်တော်တို့ဒီအတို့တေချာမဆိုးနိုင်တာမျိုးရှိတယ်ပြီးတော့ကိုယ်အလေးချိန်မတက်တာမျိုးဖြစ်တယ်ပြီးတော့ခဏခဏကျွန်တော်တီးတာခဏခဏတီးတာအသက်ရှူရင်အတန်မီတာမျိုးဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒါကတော့ဒါလက္ခဏာလေး ပြီးတော့ complication သူ့ရဲ့နောက်ဆက်သွဲရအောင်ဘာတွေဖြစ်နိုင်လဲဆိုတော့ကျွန်တော်တို့ကအဓိကအသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာသူကဒီအာခေါင်ပွင့်နေတာဖြစ်တဲ့သူကနှကန်ခွဲအာခေါင်ခွဲလေးဒီမှာဆိုရင်အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာပိုးဝင်တတ်တယ်ပြီးတော့အက်ကနေကျွန်တော်တို့ကနားနှကောင်လဲကြောင်းအကုန်ဆက်နေတာအဲ့လိုဆိုတော့နားမှာပိုးဝင်တာတွေနားမှာပြီးတဲ့နားဖြစ်တာတွေဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ကနားနှကောင်ပိုင်းပေါ့ ဲ့တော့ကျွန်တော်တို့ကသွားနေ green ဘိုင်းမှာကောဘာထူးခြားချက်ရှိလဲဘာထူးခြားချက်ရှိလဲဆိုတော့ကျွန်တော်တို့ကနှက်ခမ်းကွဲဒီအာကောက်ကွဲလေးတွေမှာကျွန်တော်တို့သွားသွားနေပတ်သက်ပြီးတော့သူကဘာပြဿနာရှိလဲဆိုတော့သွားမှာကျွန်တော်သွားတွေမညီမညာပေါက်တာမျိုးဖြစ်နိုင်တယ်သွားထက်တာတို့ဘာလို့ဖြစ်နိုင်လဲနောက်တစ်ခုကနေရာတွေမှားပေါက်တာသူရဲ့ဟိုနှက်ခမ်းကွဲဝါးတာဖြစ်တဲ့ဆိုတော့ကျွန်တော်တို့ရဲ့ဒီသွားရဲ့အိမ်ကလေးတွေပေါ့ဒါလေးတွေက position မမှန်တော့ဘူးပုံစံမမှန်တော့ဘူးအဲ့တော့သွားကကျွန်တော် နေရာလေးတွေမှားပေါက်တာပေါက်ချင်တဲ့နေရာပေါက်တာပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်တိုင်းတယ်ပြီးတော့သွားပူးစားလွယ်တယ်သွားပူးစားလွယ်တယ်သွားပူးစားလွယ်တယ်သွားတွေတချို့အလိုလျောက်ကျွတ်ထွက်တာမျိုးထီတော့ရှိနိုင်တယ်ဒါကတော့ကျွန်တော်တို့ကသွားနဲ့ကတွင်ပိုင်းဆိုင်ရာပြဿနာပေါ့နော်ပြီးတော့တချို့ကလေးတွေမှာဆိုရင်ကျွန်တော်တို့ဒီတဖုံယောဂါပါပါနေရာရှိတယ်တဖုံယောဂါမှာပါနေရာရှိတယ်အကတွင်နဲ့မကောင်းတာတို့အန်ဒါမျိုးထီပါကျွန်တော်တို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီဖြစ်နိုင်တဲ့ complication ပေါ့အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က စကားပြောမပြီးတာလည်းဖြစ်နိုင်သေးတယ်စကားပြောအတန်ထွက်တယ်မပြီးတာဘာဖြစ်လို့လဲဆိုတော့သူကအာကောင်ပွင့်သွားတယ်ကျွန်တော်တို့အာကောင်အာကောင်အာကောင်မှာကျွန်တော်တို့ကအပေါက်ပါလာတယ်ကျွန်တော်တို့နှက်ခမ်းမှာကွဲနေတယ်ဆိုတော့စကားပြောတာတချို့အတန်လေးတွေမပြီးတာဖြစ်နိုင်တယ်ပြီးတော့တချို့ကြတော့စိတ်ပိုင်းဆိုင်ရာမှာကျွန်တော်တို့အားငယ်တာမျိုးဖြစ်သွားနိုင်တယ်အဲအားငယ်တာမျိုးဖြစ်သွားနိုင်တယ်စိတ်တက်ကြတာတို့ဒါမျိုးတွေဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒါကကျွန်တော်ဖြစ်နိုင်တဲ့အတိုင်းဟို တော့လက္ခဏာတွေနဲ့ဒါ complication ပေါ့နောက်ဆက်တွဲစိုးကျိုးလေးတွေပေါ့เนาะ तू อ่ะစိတ်ပိုင်းဆိုင်ရာပါကျွန်တော်တို့ပြန်ပြီးတော့ support လုပ်ပေးရတယ်ပေါ့เนาะစိတ်ပိုင်းဆိုင်ရာရောကျွန်တော်တို့ဒီဘက်က complication ရတော့ဒီပိုးဝင်တဲ့ပြဿနာတွေနားပိုးဝင်တာတွေကျွန်တော်တို့ဒီဟိုလေချောင်းဟိုကျွန်တော်တို့ဒီဟိုနားဟိုနားပိုးဝင်တာရှိမယ်ကျွန်တော်တို့ပြီးတော့လေချောင်းပိုင်းဆိုင်ရာပိုးဝင်တာရှိတယ်အန်ဒါတွေပြီးတော့သွားပိုင်းဆိုင်ရာသတိထားမှာရှိတယ်ဒါကတော့ကျွန်တော်တို့ကလက္ခဏာတွေနဲ့ဒါ complication ပေါ့နောက်ဆက်တွဲစိုးကျိုးတွေ ဲ့တော့ဘလို့ကူးကြမလဲပေါ့ဘလို့ကူးကြမလဲဆိုတော့ तू ကတော့မွေးပီးပီးချင်းတိပြီဆိုတဲ့ကစေးုံစေးကန်တစ်ခါတည်းပြရမယ်တစ်ခါတည်းပြရမယ်တစ်ခါတည်းပြရမယ်အကောင်းဆုံးကတော့ကျွန်တော်တို့က3လနဲ့6လအတွင်းမှာဒီနှကန်းကွဲအာကောင်ကွဲတချို့ကြတော့ဒီနှကန်းပဲဆိုရင်တော့နှကန်းကိစ္စပဲပေါ့နှကန်းရောအာကောင်ကွဲတယ်ဆိုရင်ကျွန်တော်တို့က3လကနေ6လအတွင်းတနည်းအောက်ပေါ့တကယ်ပြောရရင်တော့တို့ကတနည်းအောက်မှာဒီနှကန်းကွဲတဲ့ကိစ္စကိုမြင်မြန်ကုထားရမယ် ပြီးရင်ကျွန်တော်တို့18လမှာကျွန်တော်တို့အာကောင်ကွဲတဲ့ကိစ္စကိုတစ်ခါတည်းလှုပ်ထားရမယ်အဲ့တော့18လဆိုတော့တနစ်ခွဲပေါ့တနစ်ခွဲအသွင်းမှာတနစ်ခွဲထက်မကြော်ရဘူးအာကောင်ကွဲတဲ့ကိစ္စကိုလှုပ်ထားရမယ်အဲ့တော့ဒါကုတာဒီပုံစံပဲသွားတာအဲ့တော့ဆိုတော့ဒီလိုကလေးမွေးပြီဆိုရင်စေးုံစေးခန်းတေချာပြပြီးတေချာတိုင်ပင်ပြီးတော့တေချာလုပ်ရင်ရသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဟိုတော်တော်များများကျွန်တော်တို့ဒါအသည့်တွေမှာလည်းတော်တော်များများတွေ့ရတာမျိုးရှိတယ် ဒါကတော့ကျွန်တော်တို့ကဟိုဘလူကာကွယ်ကြမလဲပေါ့ဘလူကာကွယ်ကြမလဲဆိုတော့ဒီခုနကတော့ကျွန်တော်ပြောတဲ့အကြောင်းရင်းလေးတွေပေါ့ဥပမာဟိုမျိုးရိုးလိုက်တာကတော့ကျွန်တော်တို့ရှောင်လွဲလို့တော့မရဘူးမှန်တယ်တချို့အကြောင်းရင်းလေးတွေကိုကျွန်တော်တို့ကရှောင်လွဲလို့ရတယ်အဲဥပမာဟိုကိုမင်းဆောင်နေတဲ့အချိန်ဒါစလိတ်တောက်တာအဲတချို့အရက်တောက်တာအဲဒါမျိုးပေါ့နော် အဲတချို့ကြတော့လေဒီဝက်ချံပြောက်ဆေးတွေတုံးတာဒီအချောင်းရင်းလေးတွေပေါ့အချောင်းရင်းလေးတွေကိုရှောင်လွဲရင်တော့ဒါဟိုဖြစ်ချင်ပါတယ်ဖြစ်မှာပေါ့နော်ဒါပေမဲ့ဒီဟာကိုတော့ကျွန်တော်တို့ကဟိုဂလုံးကကာကွယ်လို့ရမယ်တော့အတိအကျပြောလို့မရဘူးအဲ့တော့အခုနှကန်ကွဲအာကောင်ကွဲဒီပေါ့နှကန်ကွဲအာကောင်ကွဲယောဂအချောင်းပြောတာပေါ့နော်ဒီနှကန်ကွဲအာကောင်ကွဲဖြစ်ရတဲ့အချောင်းရင်းလေးတွေကိုအခုညှဝေပေးထားပါတယ်အခုအချောင်းရလေးကနေပြီးတော့လေ ဘူးသူတာတွေရရှိမယ်လို့ညွှန်လင်းပါရယ်ကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်ကြပါစေကျွန်တော်ကတော့ကျွန်တော်တို့သွားကျန်းမာရေးနဲ့ပတ်သက်ပြီးဘူးသူတာတွေကျန်းမာရေးနဲ့ပတ်သက်ပြီးဘူးသူတာတွေနဲ့ကျွန်တော်တို့ personal development အကြောင်းလေးတွေကိုကျွန်တော် sharing လုပ်ပေးနေရပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ